2025ခုနှစ်ဧပြီလ28ရက်ဒီနေ့တနင်္လာနေ့အတွက်ခနေ့သားမီတို့ရဲ့တဲတော်ကံကြမ္မာနမိတ်ကတော့ကန်တရားရဲ့ကောင်းသောခွင့်ရင်ဖြစ်မဲ့ The Emperor ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ဒါကြောင့်မလို့ကြီးကဲသူတို့ကူညီလိမ့်မယ်။ရာထူးတောင်းဝင်ငွေကြေးကိစ္စတွေအဆင်ပြေလိမ့်မယ်။အခက်ခဲတွေကလည်းပြင်လဲလွတ်မြောက်သွားပါလိမ့်မယ်။ကူညီပေးမဲ့သူတွေကိုယ့်ဘက်ကပေါ်လာလိမ့်မယ်။အရှင်အရင်ကမသိမြတ်ခဲ့တဲ့သူတွေနဲ့ပြန်လဲသိမြတ်သွားလိမ့်မယ်။ ခြေတော့ထိခိုက်မိတတ်တာလေး use sign မှာဖြစ်ပါတယ်ဒီလိုနေမျိုးမှာကံထူးကောင်းမှုလို့တော့ကတော့ရဟန်းတန်ခါတစ်ပါးပါးကိုဖုံကြီးတစ်ပါးပါးကိုဖနှက်တန်လှူဒန်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုသန့်တင်ဖွားမြင်ကြတဲ့ရင်သွေးရဏိုင်းတွက်ကတော့တဲနာနေဘွားမဟာဘုတ်ပင်နေနိယပုတိဘွားဇာတာရှင်နေဖြစ်ပါတယ်ပုတိတဘောမကြောသောကြောသောဘာကနိုင်မြာဆိုတဲ့အတိုင်းငယ်ချိန်မှာကြိုးစားရုန်းကန်ရသလောက်ကြီးဘွားအောင်မြင်ချမ်းသာထွန်းပေါင်းမဲ့သူတွေဖြစ်ကြပါတယ်ခင်ဗျာတော်တူဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါစေခင်ဗျာ ဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတဲ့လမ်းညွှန်ရမယ်ဆိုရင်တော့ခောက်ဆွဲကြော်စွန်းမြတ်စွာဘုရားရှင်လှူဒါန်းခြင်းရဟန်းတန်ခါလောင်းလူခြင်းဆွေမျိုးမိတ်ဆွေများကိုဒါနပြုခြင်းအပြင်ကံတရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ဒီနေ့အကျိုးပေးစုံမကနန်းကတော့နှစ်ကနန်းငါးကနန်းဖြစ်ပြီးတော့ငွေကြေးကိစ္စတွေအဆင်ပြေဖို့အတွက်အရှိရက်ကိုမျက်နှာမူပြီးငပြောသီးမဲ့စားပြီးဆူတောင်းလဲမှာဖြစ်ပါတယ်ခင်ဗျာအယောင်ထိုက်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့အတွက်ကတော့ ရောင်ထိုက်နေတဲ့ကုန်ပစ္စည်းတွေကိုခဲတံတွေတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးရှူတောင်းနိုင်ခြင်းအပြင်တိတိတသာအယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်ထို့အတူအမှုကိန်းကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုငပြောသည့်အမဲလေးမှရေးပြီးတော့ဆွမ်းကဖုန်ကြီးကိုလှူဒန်းလိုက်ပါခင်ဗျာထို့အတူကျမ်းမာရေးညံ့နေတဲ့သူတွေမိသားစုမှရှိရဆိုရင်တော့ကျမ်းမာရေးညံ့တဲ့သူတွေဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာအချွေရနေငယ်တောက်ပြီးရှူတောင်းခြင်းအပြင်စေကောင်းဝါကောင်ဆရာကောင်းသမားကောင်းတွေတွေ့ပါလိမ့်မယ်ခင်ဗျာအခြေအမြတ္တရဲ့အိမ်တော်ရေးကိစ္စတွေအစဉ်ပြေဖို့လို့တွက်ကြတော့ ဒီလိုနည်းမျိုးမှာကောင်းကျင်းပေါင်းစွန်မြတ်စွာဘုရားရှင်ကိုလှူဒါန်းခြင်းအပြင်အခြေမြင့်တာရဲ့အိမ်တော်ရဲ့အေးချမ်းပျော်ရွှင်ပါလိမ့်မယ်ခင်ဗျာ